အခုချက်ပတ်ကတော့ထမ်းမြောက်ရာကျမ်းဖြစ်ပါတယ်ထမ်းမြောက်ရာကျမ်းဟိုအစာပြုမှာဖြစ်ပါတယ်ဗျာထမ်းမြောက်ရာကျမ်းအခန်းကြီး1အငယ်1မှ9မိမိတို့အိမ်သူအိမ်သားပါလျက်အဖရာကုတ်နှင့်တူအေဂုတုပြည်သို့ ရောက်လာသောဣဒရလသားတို့၏အမိဟုမူကားရုဘင်ရှိမောင်လေဝိယုဒဣသကာဇာဘူးလုံး ဘင်ယာမင်ဒန်နတ်လီကအာရှာဒီယာကုအမျိုးသားပေါင်းက80ဒီယောသတ်ဒီအဂုတ်တူပြည်၌ရှိနှင့်တည်းယောသတ်နှင့်အကူများမှဆက်၍ထိုကာလအမျိုးသားအပေါင်းတို့သည်တေကြကုန်၏ဣဒရလအမျိုးသားတို့သည်သားကို ဖွား၍အလွန်တိုးပွားများပြားသဖြင့်အလွန်အားကြီး၍တပြည်လုံး၌နှံ့ပြားကြလေ၏ အငယ်၈မှ၁ထိုနောက်မှအေဂုရုပြည်၌ယောသကိုမတိသော ရှင်ဘင်တစ်ပေါ်လာ၏ထိုရှင်ဘင်ကလည်းဣဒရလမျိုးသားတို့သည်ငါတို့ထက်တာ၍များကြ၏တာ၍အာကြီးကြ၏လာကြသူတို့ကိုလိန်မာစွာ ပြုကြစို့သို့မဟုတ်သူတို့သည်များပြားကြလိမ့်မည်နောက်တခါစစ်မှုရောက်လျှင်ငါတို့ရန်သူဘက်သို့ဝင်စား၍ငါတို့ကို တိုက်သည်ဖြင့် ြည်တော်တဲကထွက်သွားကြလိမ့်မည်ဟုမိမိလူတို့အားဆိုလေ၏ထိုကြောင့်အေဂုတုမင်းတို့သည်ချက်တီးစွာနှိမ့်ဆက်ညင်းဆဲစေခြင်းကအုပ်အချုပ်ခံထားကြ၏ဤဒေလလူတို့သည်ဗန္နာတော်တူထားဖို့ပြီးတုံမျိုးနှင့်ရာမသက်မျိုးတို့တီဆောက်ရကြ၏သို့တော်လည်းနှိမ့်ဆက်ခြင်းကိုခံရသည့်အတိုင်းတူပွားများပြားလျက်ရှိကြ၏သူတို့ကြောင့် အေဂုတုလူတို့သည်စိတ်ညစ်၍အလွန်ကြမ်းတမ်းစွာနှင်းဆဲကြ၏တရွတ်နှင့်အုပ်လုသောအမှုလယ်လုသောအမှုအမျိုးမျိုး၌ခဲရင်စွာစေခိုင်း၍အလွန်ဆင်းရဲပင်ပန်းစေကြ၏စေခိုင်းလေရာရာ၌လည်းခဲရင်စွာစေခိုင်းကြ၏အငယ်၅မှ၂၂ရှိပရနှင့် ူအာအမိရှိသော ဟေဘဲဝန်ဆွဲမတို့ကိုအေဂုတ်ထုရှေမြင်ကသင်တို့သည် ဟေဘဲမိမတို့အားဝန်ဆွဲလုပ်၍မွေးရရ၌စောင့်နေသောအခါယောက်ျားဖြစ်လျင်သေစေ မိမဖြစ်လျင်အသက်ရှင်စေဟုအမိန်တော်ရှိ၏ဝန်ဆွဲမတို့သည်ဘုရားသခင်ကိုကြောက်ရွံ့၍အေဂုတ်ထုရှေမြင်မိန်တော်မူသည့်အတိုင်းမပြုယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏ အဂုတုရှင်မြင်းဒီလေဝန်ဆွဲမတို့ကိုခေါ်၍တင်တို့ဒီအဘေကြောင့်ဤတို့ပြုသည်နီယောက်ျားတို့ကိုအဘေကြောင့်အသက်ချမ်းသာပေးသည်နီဟု မေးစစ်တော်ဝန်ဆွဲမတို့ကဟေပြဲမိမတို့ဒီအဂုတုမိမကဲ့သို့မဟုတ်တန်ဆွမ်းသောကြောင့်ဝန်ဆွဲမမရောက်မီသားကိုဖွန်းတက်ကြ၏ဟု ပြန်လျှောက်လေ၏ထိုကြောင့်ဖျားသခင်ဒီဝန်ဆွဲမတို့ကိုကျေးဇူးပြုတော်မူ၏ ထိုလူအမျိုးဒီလဲများပြား၍အလွန်အာကြီးကြလေ၏ဝန်ဆွေမတို့သည်ဖျားသခင်ကို ကြောက်ရွံ့သောကြောင့်သူတို့အိမ်သူအိမ်သားများကို ပြုစုတော်မူ၏ဖာရောဘင်ကလည်းဣဒရလအမျိုးသားတို့တွင် ဖွားမြင်သောသူငယ်ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ မိမကိုမူကအသက်ရှင်စေဟုမိမိလူ အပေါင်းတို့ကိုမှားထားတော်မူ၏ โอเคနောက်ချက်ပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်